အားလုံးပဲမင်္ဂလာပါများ။ကောင်းစက်တဲ့ကျန်တဲ့မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ကုတင်ဆက်ပေးမယ်ရုပ်သံဗီဒီယိုဖိုင်တွေတော့ CDN လောက်သွားတယ်။ဆရာဝန်တွေကြောင့်သူရဲ့မိသားစုရဲ့နင်းနာခဲ့ရတဲ့အကြောင်းတွေပါပြောဆိုလာတဲ့အဘာသာပိုင်ရဲ့ကိုရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာဘာသာပိုင်ရဲ့ကိုဝါအဲဒီကြောင့်နဲ့ပတ်သက်ပြီးပါတယ်ဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလိုက်တာတော့မျိုးဝေဖန်ပေးချောင်းပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ တို့ဟိုဆရာဝန်တွေပေါ့နော်ဆရာဝန်တွေဟိုစီဒီယန်ဆရာဝန်တွေဒါနာဆာကအစိုးရစီမှာအဲဘလက်လစ်စင်ကပဲဖြတ်ပေးဖို့ဒါဝန်ထမ်းပြန်စောက်တယ်ဆိုတော့ဒါဟိုကျွန်တော်အနေနဲ့သုံးသက်ပြချင်ပါတယ်နော်အဲကျွန်တော်အနေနဲ့သုံးသက်ပြချင်ပါတယ်အဓိကကတော့အဲ့ဒီ2021ပြစ်စင်မှာကျွန်တော်ရဲ့နင်းနာမှုကိုကျွန်တော်အယူဆုံးဒါတစ္ဆာတိုက်တယ်ပြီးတော့ကျွန်တော်ပြောပြမယ်ကျွန်တော်နင်းနာမှုကဘာတွေရှိတယ်လဲ2021အရေးကြီးစီဒီယန်နေဆရာဝန်လောက်သွားတဲ့အချိန်မှာကျွန်တော်ရဲ့နင်းနာမှုကပြန်မရတဲ့နင်းနာမှုဘာကြီးလဲဆိုတာကျွန်တော်ရဲ့ညီကောင်မတွေသိသိချင်းတယ်ကျွန်တော်ရဲ့အမအသက်40တော်တော်လေးပေါ့နော်သူက သူ့ယောက်ျားကအဲ့ချိန်မှာမြောက်ကလာပါဆေးရုံမှာတီတာဆောင်မှာတင်နေတယ်။တင်နေတဲ့အချိန်မှာကြီးပြန်ကြီးလှုပ်သွားကြတဲ့ခါကျတော့လူနာတွေပြန်ရှိပါဆိုတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကနဲ့လာပြီးတော့မမရောက်ဖောက်ကိုတဲပြီးတော့ပို့လိုက်တယ်။နောက်တရက်အကျော်မှာပဲရောက်ဖောက်ဆုံးသွားတယ်။အဲ့ရောက်ဖောက်မဆုံးခင်လေးမှာပဲပထမတရက်ဟိုနိုင်ပိုင်းလေးပဲကွာလိုက်တယ်။နိုင်ပိုင်းလေးကွာလိုက်တယ်။ရောက်ဖောက်အငယ်ညီမရဲ့ယောက်ျားအငယ်ပေါ့နော် အသက်30တောက်ပဲရှိသေးတယ်ညီမကသူ့ယောက်ျားကအဲ့မှာထိုင်နေတဲ့ movie လဲသွားလို့စေယုံသွားမဲ့စေယုံသွားလို့မမီတော့သွားတဲ့ခါကျစီတန်ဆရာဝန်နဲ့အကုန်ဖြစ်ကုန်တော့ရောက်ဖက်လည်းသုံးတယ်ပေါ့ အဲရောက်ကအကြီးလဲဆုံးတယ်အငယ်လဲဆုံးတယ်တည့်ရက်သေးပဲဆုံးတဲ့ခါကျတော့ဆေးရုံမှာလဲဆရာဝန်တွေကြောက်မှမရှိဘူးဘဲမှာလဲပြလို့မရအောင်ဖြစ်သွားတယ်အဲခါကျတဲ့ခါကျတော့နာရီကိုဒါမြောက်ကလာပါရေဝေးတုတ်တံမှာကျွန်တော်ကိုယ်တိုင်ခမ်းမတစ်ခုတည်းမှာဒီအကြီးရဲ့အမအကြီးရဲ့ယောက်ျားကိုညီမအငယ်ယောက်ျားနှစ်ယောက်စလုံးနှလုံးစလုံးကျွန်တော်ကိုယ်တိုင်ဒါဟိုနေပြန်ပြီးတချို့ခဲ့ရတာရှိတယ် အဲ့ချိန်မှာကျွန်တော်အမားတွေအမားလည်းခလေး၃ယောက်ကျန်တယ်ညီမလည်းခလေး၃ယောက်ကျန်တယ်အခုအမအကြီးရဲ့ခလေး၂ယောက်ကိုတော့တက်ထဲသွင်းလိုက်တယ်ညီမအငယ်ရဲ့ခလေးကနည်းနည်းကြီးလာပြီဆိုတော့၁၆နှစ်လောက်ပြီလာဖြစ်တဲ့အတွက်တက်ထဲသွင်းလိုက်တယ်အငယ်ဆုံးတွေကတော့၄ဟို၄နှစ်၅နှစ်ပဲရှိသလိုသူငယ်တန်းလေးကြောင်းတက်တာနဲ့နောက်တစ်ယောက်ကကျတော့ဟိုငုံနေမှာနော်မိန်းကလေးပေါ့အဲ့လိုမျိုးရှိတယ်အဲ့တော့ခြေတန်းလေးလုတ်သွားလို့နင်းနာမှုကျွန်တော်ရဲ့နင်းနာမှုကဒါအကြီးတယ်နောက်တစ်ခုထပ်ပြောပြအောင်မရှောင်းနေတာခြေတန်းလုတ်သွားလို့ကျွန်တော်ရဲ့နင်းနာမှုကဒါအကြီးတဲ့အကြောင်းလေးဒါကျွန်တော်ပြောပြလာချင်တယ်ကျွန်တော်ညီကောင်မလေးအားလုံးသိရှိဖို့အတွက်ကျွန်တော်ပြောခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်အနုပညာသမားတွေ စီရီယံလောက်ခိုင်းတဲ့အမှုပညာသမားတွေရှိတယ်ကျွန်တော်တကယ်ချင်းဆိုလို့ရှိရင်ဒါပါဇက်ကတော့မပြောတော့ပါဘူးသူ့ကိုလေးစားတော့အဖြစ်เนาะသူ့ကို online ဖြစ်လို့ကျွန်တော်ဇက်ကနာမည်ထုတ်မပြောတော့ဘူးအမှုပညာရှင်ပဲနိုင်ငံရေးသမားပဲဒီဖြစ်စဉ်မှာ2021ဖြစ်စဉ်မှာကျွန်တော်ကိုလာပြီးပြောတယ်ဘာပြောလဲဆိုတော့ဒီ online စီယုံးမိဖို့เนาะစီရီယံလောက်ပြီးဖို့စီယုံးမိဖို့ဒါအရင်မို့မထွက်ပြပါကျွန်တော်နာမည်အရင်ကတော့ရုပ်ရှင်ကားတွေဗီဒီယိုကားတွေရိုက်တော့အရင်မို့ဆိုနာမည်နဲ့ရိုက်တာအဓိကတေးဥဆောင်เนาะအဲ့လိုမျိုးတေးဥဆောင်နဲ့ရိုက်တယ်ဒါတော့အရင်မို့အဲ့မင်းလိုက်စီယုံးမိပါပါညာဆိုတော့အဲ့ချိန်မှာဥက္ကဋ္ဌဥစဉ်ဝိုင်းတို့ဦးလူမင်းပြီးသွားတော့ဥစဉ်ဝိုင်းလက်ထက်တွေပေါ့เนาะအဲ့ချိန်မှာအဲ့ကာလာတွေရှိတယ် အဲ့တော့အဲ့လိုမျိုးလဲ kiss လဲဖြစ်တဲ့ကြောင့်ဦးလူမင်းပြီးသွားတော့ဦးစင်ပိုင်းလက်ထပ်ပေါ့အဲ့အဲ့လိုမျိုး kiss လဲပေါ်လဲပေါ်လဲပေါ်ကျွန်တော်လာပြီးပြောတဲ့ခါကျတော့ကျွန်တော်မေးပြလိုက်တယ်စီတန်လုတ်တယ်ဆိုတာစီတန်လုတ်မယ်ဆိုတာဘာကြောင့်လုတ်မှာလဲဒါစစ်အာဏာရှင်ကိုလက်မခံမနာပေါ့ငါတို့လက်မခံစစ်အာဏာရှင်ဆိုတော့ငါတို့လက်ခံလို့မရဘူးဆိုတော့ငါတို့လက်မခံတာမဟုတ်တနိုင်ငံလုံးလက်မခံတော့တကဘာလုံးကလည်းလက်ခံမှာမဟုတ်ဘူးလက်ခံလဲသူတို့ဟိုနေ့မဖြစ်ဘူးလက်ခံမှာမဟုတ်ဒါသေးကြတယ်အဲ့တော့ငါတို့စီတန်လုတ်ပေးမယ်စစ်အာဏာရှင်တိုက်ဖြတ်ဆိုလုတ်ပေးမယ်ဒါမဲ့အကြောင်းရင်းကအကြောင်းရင်းကတော့ငါတို့တေးသေးချာချာကမေးကြည့်ရမယ်အကြောင်းရင်းဆိုဥပမာကွာဟို ီရီယံလုံးလိုက်ပြီစီရီယံလုံးလိုက်လို့ရှိရင်စီရီယံကလည်းလုံးပေးပြီဟုတ်ပြီအဓိကရဲ့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးဆိုးကျိုးမင်းကောင်းချင်းကတော့စီရီယံလုံးလိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒါဟိုပထမဆုံးစီရီယံအောင်မနိုင်တော့လို့ရှိရင်ငါတို့ဘာမှမဖြစ်တော့အေးစင်ငါတို့ဆက်ရနာကျော်တောင်းလိုက်လို့ရတာပေါ့တကယ်လို့မနိုင်ခဲ့ရင်ရော မနိုင်ခဲ့ရင်တော့ငါတို့လက်နက်ไก่ဆိုပြီးတိုက်ရတော့မှာပဲသူတွေကိုယ်တွေပဲချတော့မှာပဲဟုတ်အဲ့ဒါသူတွေကိုယ်တွေချတယ်ပြည်သူတွေဒုက္ခရောက်ပြီအကုန်လုံးဒုက္ခရောက်ကုန်မှာပေါ့တနိုင်ငံလုံးအကုန်စစ်ဘေးမိဘေးတွေဖြစ်ကုန်စစ်ဘေးတွေဖြစ်ကုန်မှာပေါ့ဆိုတော့မတက်နိုင်ရင်လည်းနန်းနန်းနဲ့မှမှတလန်းယူရမှာဆိုတော့မင်းဆိုတော့ဘယ်လန်းယူမလဲအေးပေါ့အနုလန်းယူရမှာမလုပ်တော့မှဖြစ်ဘူးလားမေးလိုက်တယ်မလုပ်တော့မှဖြစ်ဘူးငါတို့ဆက်အနာချုံတော်နိုင်မှာကဲဟုတ်ပြီအဲ့ဒါဆိုအဲ့ဒါဆိုမင်းစီရီယံလုပ်မယ်ဆိုရင်အမှုပညာသမားတွေမင်းစီအောင်တာဆိုလို့ရှိရင်ငါကဥမာဆိုကငါအမေရိကန်နိုင်ငံကိုငါထည့်ပြောမယ်ကွာလို့အမေရိကန်နိုင်ငံမှာဟာဒေါက်တာမာလေးဆိုလို့ရှိရင်ငါခေါင်းထိုးခံပြီးတော့သူတို့လူမဲတွေ မဲထဲဖို့အတွက်မဲမထဲရလို့ကန့်တက်ထားလို့ဒါစီရင်လုပ်တယ်အဲရဲတွေရှိမှခေါင်းထိုးရိုက်ခံတယ်ပြီးထောင်ထဲဝင်တယ်အကုန်လုပ်ကြတယ်အဲ့တော့ဝန်ထမ်းတွေကိုစီရင်လုပ်ခိုင်းမှဆိုဝန်ထမ်းတွေစာဝတ်နေနေသူတို့မိခိုးတွေနဲ့အများကြီးတယ်ဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့ငါတို့အမှုပညာရှင်တွေဆိုအမှုပညာရှင်တွေမှာမဲအားလုံးမဲစီယုံမဲဆိုစီယုံပြီးပြောလိုက်အကုန်လုံးထောင်ထဲဝင်ခိုင်းဆိုဝန်ခိုင်းလိုက်လဲဟုတ်လားအဲ့တော့ဦးနေရောမပြနဲ့အလုပ်ထက်တာမပြနဲ့အကုန်လုံးဝန်ထမ်းတွေလည်းထောင်ထဲဝင်မှဆိုအကုန်လုံးဝင်လာအဲ့ဒါဆိုတော့မင်းတို့အောင်မြင်အောင်မြင်နိုင်မယ်ဒီတိုင်းဆိုစီရင်ဆိုအိန္ဒိယမှာလည်းဒါဦးနေ ောင်မြင်တာငါမတွေ့ဘူးနှစ်30လောက်ကြာမှဒါဖြစ်လာတာရှိတယ်အဲ့တော့ဂန္ဒီတို့ပါလို့ဆိုလို့ရှိရင်အဲ့လိုမျိုးမဟာဓမ္မဂန္ဒီဆိုအဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့တော့သူကပါဖြစ်လဲဆိုတော့တကယ်လို့မင်းတို့လှုပ်ချင်တယ်ဆိုငါမင်းတို့ပါတီကိုငါစောင့်ကြည့်ဘူးတယ်စောင့်ကြည့်ဘူးတယ်ဆိုတော့ဒီမဲမတမမှုဖြစ်တယ်မဲမတမမှုဖြစ်တာကလည်းအဲ့ဒါကဒီဗီဒီယိုမျက်စိမှတော့တောက်လျှောက်ပြောနေတာငါကိုယ်တိုင်နဲ့ထိုင်ကြည့်နေတယ်ပြီးတော့အာနာထိမ့်လိုက်တဲ့အချိန်မှာ နော်အဲ့ဒီအချိန်မှာလည်းမင်းတို့ကမဲပြန်ပြီးတော့ရွေးကောက်ပဲလုပ်ပေးလို့ရတယ်မင်းတို့မလုပ်ပေးဘူးဘာဖြစ်လို့လဲတော့ငါလည်းမသိဘူးဒါပေမဲ့နောက်တစ်ခုရှိတာအဲ့ဒါကြတော့ဘာဖြစ်လို့မင်းတို့မလုပ်ပေးတာလဲအဲ့ဒါငါ့ကိုပြောအဲ့ဒါလူကြီးပိုင်းနေပဲသိမှာတဲ့ငါတို့ကတော့မသိဘူးတဲ့ဆိုတော့ကဲဟုတ်ပြီအဲ့ဒါလူကြီးပိုင်းသိမှာဆိုမဲမတမန်မှုဖြစ်လို့တက်မလို့ကားနေပြောပါ6လအတွင်းကိုမဲပြန်ပြီးတော့သူတို့လုပ်ပေးမယ်အာနာထိမ့်လိုက်တယ်ဆိုတော့6လအတွင်းမင်းတို့မစောက်နိုင်ဘူးဒါ ဒါတက်မလို့မဲကြံလုပ်ပေးမှာပဲမင်းတို့အဲ့လေဟိုမင်းတို့အရေးအစိုးရမလုပ်ပေးမင်းတို့အစိုးရမလုပ်ပေးတော့အခုတက်မလို့ကနေပေါ့အာနာထိပ်ပြီးပြန်လုပ်ပေးမယ်မြန်မြန်တရဖျံအဲ့ဒါကိုလက်မခံလာတော့အဲ့ဒါကဟိုအပေါ်အထက်လူကြီးပိုင်းညာလောက်ကိုင်းတာဆိုတော့အဲ့တော့ကျွန်တော်ကမပြောတော့အဲ့ဒါဆိုလို့ရှိရင်တော့ငါတော့ကွာမလုပ်ပေးနိုင်ဘူးလို့တကယ်လို့ငါ့ကိုအားလုံးကထောင်ထဲဝင်ကြမှာဆိုငါ့ကိုအချိန်ဝေးလမ်းပြီးဖုန်းဆက်လမ်းငါ့ကိုဝင်ပေးမယ်လို့ဒါပါဖြစ်လို့လဲဆိုတော့မင်းတို့ပြောတဲ့အေးတန်းကျဖြစ်မှာဆိုကိုယ်ပိုင်းညနာခံမှာကျန်တဲ့လူတွေအနေနဲ့မခံနိုင်ဘူးလို့ဒါကျွန်တော်ပြောလိုက်တယ်ပြောပြီးသိမ့်မတားပါဘူးတကယ်ပြဿနာလဲဖြစ်ကကျွန်တော်အေးကိုဒလန်ဆိုပြီးတော့ကျွန်တော်ကကျွန်တော်ဖေဒီစီကိုကျွန်တော်တွားနေတဲ့အချိန်မှာအိမ်မှာအကုန်လုံးကဝိုင်းခံထားတယ်ဝိုင်းခံထားတော့ဒလန်ဆိုပြီးတော့ 啊！點解係風濕咧？靠、欸、以前，啊明啊明啊，誒下度都冇片嚟片好啦，下度啦就將特別啲資料攞嚟。 အဲလေးယောက်ခေါ်လာတော့တရှိလေးတော့ပါလာပေါ့တော်တော်အိမ်ထဲဝင်တော့သူရှိကြတော့အားနဲ့ဘာဖြစ်လဲသူတို့ဘေးနားဝိုင်းပြောလိုက်ကြတယ်ပေါ့မင်းသားတော့သူအေးဆေးနေတယ်ဒါမျိုးတွေမလုပ်ဘူးလို့ပြောလိုက်တယ်ဆိုပြီးတော့အကုန်လုံးရှင်းသွားကြတယ်ပေါ့အဲ့တော့ကျွန်တော်လည်းကျွန်တော်ပစ္စည်းအထက်မှာကျွန်တော်ကားစီးချီတက်ထုတ်တယ်ထုတ်ပြီးကျွန်တော်ပြန်နေလိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကဒလန်ဖြစ်သွားတယ်နောက်အဲ့ရဲ့နောက်ပိုင်းမှာကျတော့ဒီရာကြီးစီတီယံလုပ်ဖို့အတွက်အမှုပြသမားလေးဝိုင်းပြီးတော့ပုံပြောလာတယ်အဲ့ဒီအမှုပြသမားလေးအဓိကဝိုင်းပြောတာကဒီတွေ့ထက်တောင်တွေမဖြစ်တော့အောင်တိုက်ပွဲကြီးဒီလိုမျိုးသူတို့ဖော်ဆောင်မှာဆိုတာတိတာမဖော်ဆောင်လာအောင်ဆိုပြီးတော့အမှုပြသမားလေးကပြောကြတာရှိတယ်သို့တော်လည်းပဲ ဟိုစိတ်ငင်းစိတ်ငင်းအနုပညာသမားတောင်းလက်တောင်းစင်ကဟောဥက္ကဋ္ဌနေမှာဒီလိုပြောတော့ငါတော့မလုပ်လို့မဖြစ်ဆိုလဲမလုပ်လို့မဖြစ်ဆိုမျက်နှာနာရနာနဲ့အနုပညာသမားတွေလောက်ကြတယ်နောက်ခါကျတော့ဟိုစေယောင်းဒေါက်တာကြီးလက်ထုံလေးလက်ကောင်းမှလောက်ကြစေယောင်းဒေါက်တာကြီးကျတော့အာအထက်ကလူကြီးကခိုင်းလို့မလုပ်လို့မရအောင်လို့ဆိုသူတို့မှနိုင်ငံရေးတော့နားမလဲဘူးဘာမှမသိဘဲနဲ့ပါသွားလူကြီးရှိအနုပညာသမားလည်းဘာမှမသိဘဲပါသွားကြည့်နိုင်ငံရေးသမားရှိတယ်ရိုးရိုးဘာမှမသိဘဲနဲ့အော်ဒီလိုအေဂျင့်နဲ့မှဖြစ်မှာသူတို့ကြောင့်အေဂျင့်ဖြစ်မှာဆိုပြီးလှုပ်ဆောင်ကြတာရှိတယ်အဲ့တော့အဲ့ညမှာမျက်နှာတက်တာကျွန်တော်တို့မျက်စိမှာပြိပလန်ဆိုကျွန်တော်ဗုဒ္ဓဘာသာဆိုတော့ဟိုအဆုံးလက်ကျွန်တော်မရောက်ဘူးဗျမရောက်တဲ့ခါကျတော့မျက်နှာတက်တာပြေးမှာဆိုတကယ် နော်ဟိုအထက်အရာရှိကိုကြောက်ပြီးတော့ဒါစီဒီအန်လုံလိုက်တဲ့ဟိုဝန်ထမ်းတွေဆိုရင်တော့ကျွန်တော်တို့ဒါလက်ခံတက်ပါလေဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းကျွန်တော်ရဲ့ဟိုရောက်ဖတ်နေအောင်လို့ကျွန်တော်ကိုယ်တိုင်နာရေးပို့ပဲမျက်ရည်ဆက်လက်နဲ့ကျွန်တော်ကိုယ်တိုင်တိတ်ပြီးတော့တွန်းပို့ပြီးတဲ့တောင်းပြီးတလောင်းမီးလောင်အနေနဲ့မိသက်ချိုးဆက်တယ်ကိုထည့်လာတယ်သူကနော်ဒီဆရာဝန်တွေကြောင့်သို့တော်လည်းပဲအခုလက်ရှိမှာဆိုကင်ဆာဆေးရုံဆေးရုံတို့ဘာကြီးမှာလိုက်ကြည့်ပါတော်တော်ခက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 ်နဲ့ဆရာဝန်တွေရှားရှားပေါပေါဝန်တွေချတဲ့အခုလက်ရှိဖြစ်ပေါ်နေတာကိုကျွန်တော်တို့က ကိုကတော့မုန်းတီးတဲ့စိတ်ရှိပဲမယ်ဒါပေမဲ့မမုန်းနိုင်ဘူးဘာကြောင့်မမုန်းနိုင်လဲဆိုတော့ဒီအကြောင်းတွေအကအကုန်လုံးသိထားလို့အထက်ကနေပြီးမှတောင်းပြီးတော့အမေပြီးလို့လှုပ်လိုက်တယ်ဘာမှနားမလဲအဲ့ကြတဲ့မှာမင်းထွက်ထွက်ထွက်လို့ဆိုအကုန်လိုက်ထွက်လိုက်လို့ပါသွားကြတာရှိတယ်အဲ့ဒါကြီးတွေ့တာကျွန်တော်ရဲ့စိတ်ထားနဲ့နိုင်ငံတော်ရဲ့စိတ်ထားတူညီမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုတော့နိုင်ငံတော်လူကြီးတွေကလည်းတလောက်ထိတဲ့တဲ့နဲ့အုံတော်မျိုးရှိပါတယ်သူတို့ဖြစ်စင်ငယ်စင်ငယ်ဖိလာတာမျိုးတွေရှိတဲ့အတွက်ဒါပြန်လဲပြီးတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်နိုင်ငံရေးအမှုအကြမ်းဖက်မှုတွေမပါဝင်တဲ့အမှုအုံနေနေပေါ့နော်ဆရာဝန်တွေကိုပြန်လဲလက်ခံတင်ပါတယ်လို့ပြောကြပါတယ်မြန်မာနိုင်ငံမှာလည်းပညာရှင်တွေအများကြီးဆုံးရှုံးသွားတဲ့အတွက်ဒါတိုင်းပြည်အတွက်အကျိုးပြန်ပြုပို့တော်ကိုလည်းမျှော်လင့်ပြီးတော့လက်ခံပေးတင်ပါတယ်ဒ ဒါလည်းဟိုနိုင်ငံတော်ပုံကံမှုတွေမပါဘဲနဲ့နော်တကယ်စီရီယာတိတိမဲ့လောက်သွားတဲ့သူတွေပဲပြောတာပါအားလုံးကျမပါစေချမ်းသာပါစေအမြင်မတူလို့ရှင်လဲစိတ်မကောင်းပါဘူးဒါကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်ခံစားရတယ်ဆိုမှကျွန်တော်ခံစားချက်တဲ့တိုင်းကြီးရဲ့အဓိကဖြစ်ပါတယ်ဗျာအားလုံးအားလုံးကျမပါစေအမြင်မတူလဲမတတ်နိုင်ဘူးကျွန်တော်အမြင်ပဲကျွန်တော်ပြောတာဖြစ်တယ်နော်အားလုံးကျမပါစေကျမပါစေနော်တတ်တတ်တတ်